တရုတ်ကုန်သွယ်ရေးလမ်းမန္တလေးမူဆယ်လမ်းပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းဒေသကတန်းထက်တန်းနယ်သိမ့်ပိုက်ထိန်ရှုပ်ထားတဲ့မြို့တွေကိုစစ်ကောင်စီကစတိုက်ထိုးစစ်ဆင်ပြီးပြန်လည်သိမ့်ပိုက်တာတွေလုပ်နေပါတယ်။အော်တိုဘတ်၁ရက်နေ့ကတန်းနယ်ထိန်ရှုပ်ထားတဲ့ကြောင်မဲမြို့ကိုစစ်ကောင်စီကအပိသက်သိမ့်ပိုက်ထိန်ရှုပ်လိုက်ပြီးကြောင်းစစ်ကောင်စီထိန်ရှုပ်သတင်းစာတွေကဖော်ပြပါတယ်။ကြောင်မဲဒေသခံတွေဟာစစ်ကောင်စီဘော်စစ်ရေးသတင်းအရှဲလက်ပေးပို့တာနဲ့ စက်ကြောင်းနှစ်ကြောင်းနဲ့အင်အားများစွာအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့်ကြောင်မဲမျိုးကိုအချိန်တိုအတွင်းသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့စစ်ကောင်စီထိန်းချုပ်ထားတဲ့ MRDV သတင်းဌာနကဖော်ပြထားပါတယ်။တရုတ်နိုင်ငံနဲ့အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့မန္တလေးလာရှိုးမူဆယ်လမ်းမကြီးကကြောင်မဲမျိုးကိုစစ်ကောင်စီကအောက်တိုဘာ၁ရက်နေ့နောင်ရှိုးမျိုးကိုဇူလိုင်၁၆ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့တာပါ။ဆက်လက်ပြီးတော့စက်ကောင်စီကတင်းနယ်ထိန်းချုပ်ထားတဲ့သီဘောမျိုးကိုထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့စည်ရေးကြောင့်ညီတို့ကသုံးသပ်ကြပါတယ်။ DNA လေးအကျက်အတည်းဟာတူတူတူလေးနဲ့တော့ဒါတောက်မခံနိုင်တော့ဘူးတဖြည်းဖြည်းတဖြည်းဖြည်းစောက်ပေးရမယ်သူရဲ့ပြီးတော့ကြောင်မဲမှာကျွန်တော်အင်တာဗျူးတစ်ခုနားထောင်ရတော့ဟိုကြောင်မဲဒေတာကန်နေရာနေပြီးတော့မှာပူပေါင်းမပါဝင်ခြင်းတဲ့သဘောမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဟိုအဒီခက်ခဲရ DNA လေးတွေ့တော့အကျက်တွေကကြီးတယ်ဒါပေမဲ့ DNA လေးကဒီအကျက်တွေကိုဖောက်တတ်ဖို့ဆိုရင်တော့သူက mainly အဲကာကွယ်တက်မတော့ပေါ့နော် mainly ပြီးသူကာကွယ်တက်မတော့ဘာလို့ဒီ engine နဲ့ပူးပေါင်းပြီးတော့ဘလို့ဖောက်ထွက်မလဲဆိုတာဒါစဉ်းစားရတော့မယ်